အားလုံးပဲကျေးဇူးတော်မင်္ဂလာပါဒီကနေ့မှဆက်ပြီးပြောချင်တဲ့အရာလေးကတော့ဟူကောင်းသောအရာဆိုတာလည်းပတ်သက်ပြီးစကားလေနေမနဲ့လည်းပြောပြချင်တယ်ပေါ့နော်ကျွန်တော်လူတွေမှရင်ဟူကောင်းတဲ့အရာတွေကိုကျွန်တော်ကဒီဒီချိန်နဲ့တက်ကြတယ်လို့ဟူကောင်းတဲ့အရာကိုပဲပြီးတော့ရွေးချယ်ချက် တက်ကြတယ်ဗောနအဲ့တော့ကျွန်တော်တို့ကပူကောင်းသောအရာတွေကိုနှစ်သက်ကြပြီးတော့ပူရိပ်ပူရိပ်ကောင်းသောအရာတွေကိုစိတ်နှစ်သက်ကြတယ်လို့တဲ့ပူကောင်းသောအရာတွေကိုစိတ်ဝင်စားယူပူကောင်းသောအရာတွေကိုလူချင်းလာရင်းနဲ့ပူကောင်းသောစကားတွေကိုကြားချင်းလာပူကောင်းသောစကားတွေကိုပြောချင်းလာရင် ကနဲ့စကားအပူတွေပြောမိတကြတယ်လို့လွန်ကျူးစေတတ်သောအရာတွေကိုသတိမထားမိပဲနဲ့စိတ်နှလုံးကနဲ့ဆွေးယူခံယူနေမိတတ်တယ်လို့ပြောတယ်အဲ့တော့ဒါကလည်းဘနော်ကျွန်တော်ကဟာစင်ချီမင်းနဲ့ကိုယ်တိုင်ပြည့်ရေးထားတဲ့အရာလေးဘနော်ဆိုကျွန်တော်ပူကောင်းတဲ့အရာတွေကိုပဲကျွန်တော်လူချင်းတန်တာမြင်နေအဲ့ဒီအရာတွေနောက်ကိုလိုက်လိုက်လိုက်နေအာ လောကအရာတွေဒီမှာကျွန်တော်ပါမမသိပါသွမ်းပါသွမ်းနဲ့ကျွန်တော်သတိထားမိတဲ့အခါမှာကျွန်တော်ကလွန်ကျိုးသွားပြီပေါ့ကျွန်တော်ကျွန့်သွားပြီပေါ့နော်ကျွန့်သွားတော့ကျွန်တော်နေနဲ့နှောက်ချသွားနိုင်စရာကြောင်းရှိတယ်အချို့တို့ຢာတွေကတော့မျက်နှာဖုံးအောင်ချင်းမျက်စိဖုံးအောင်ချင်းခံရပြီးမမြင်နိုင်တော့ဘူးတမာကျန်းစာထေးကိုစစ်မှတော့နှစ်ကပတ်တော်ထေးကိုပြန်လှိလာပူတော်မှာပဲအရန်ကိုခက်ခဲသွားတဲ့အခြေအနေမျိုးတွေအဲကျွန်တော်လူတွေဂျုံကတက်တခါမှာသတိထားစရာရှိပါတယ်ပူကောင်းပူကောင်းတို့ຢာတွေကတော့လောကမှာကျွန်တော်ကျုံဆောင်မှာမသိဘူးကျုံဆောင်မှာဖြစ်တဲ့အတွက် အဲ့ဒီပူကောင်းတော့ရဆိုတာကအကောင်းဆုံးတော့ရကတော့သခင်ယေရှုခရစ်ထံတော်ကပဲလာတာဖြစ်တဲ့အတွက်ဒါတော့ပူကောင်းပူကောင်းပူကောင်းဆိုတာဟာတိစိုင်သခင်ယေရှုခရစ်တော်ထာကနဲ့ပဲနောက်ဘတော်နဲ့ခံယူပြီးယူကြပါစို့လို့တိုက်တွန်းလိုက်ပါရုပ်စီတိုင်းပုံမှာဖျက်တိကောင်းချီးချပေးပါစေ